တမယအားလုံးပဲမင်္ဂလာပါဆရာမနက်ဖြန်ကိုရောက်ရင်မလေးစင်မျိုးသူပေါ်တော်သိဟာအုပ်စုဒုတိယပွဲစဉ်ဖြစ်မလေးရှားလက်ရွေးစင်မျိုးသူမိသိတဲ့အရှင်မြန်ကစားတော်မှာဖြစ်ပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်မျိုးသူပေါ်တော်သိဟာမြန်မာစံတော်ချိန်ညနေ3:00အခွဲရှိမှာမလေးရှားလက်ရွေးစင်မျိုးသူပေါ်တော်သိနဲ့ရှင်ပြမှာဖြစ်ပါတယ်ဒီတော့ဒီပွဲစဉ်ဟာမြန်မာလက်ရွေးစင်မျိုးသူပေါ်တော်သိအတွက်နောက်တစ်ဆင့်တက်ရောက်ရေးအဆုံးဖြတ်ပွဲစဉ်လို့ပြောလို့ရပါတယ်ခင်ဗျာနိုင်ခဲ့ရင်အခြားသောအကြောင်းအကျောင်းတစ်ခုပေါ်လေး တစ်ခုမှဖြစ်ခဲ့ဘူးဆိုရင်မြန်မာလေရေးစင်တို့မိအသင်းဟာစမီဖိုင်နယ်ကိုမနက်ပြန်ပွဲစဉ်ပြီးတလန်းဝင်ရတဲ့အဖြစ်ထပ်ပေါ်လာပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့မြန်မာလေရေးစင်မျိုးစင်ဘောလုံးသင်းဟာမလေးရှားကိုမနိုင်စရာအကြောင်းတော့မရှိဘူးလို့ကျွန်တော်ဆမ်းမိပါတယ်။ဘာကြောင့်လဲဆိုတော့အုပ်စုဖွင့်ပွဲစဉ်ရှေ့စွမ်းနေရပါပဲ။ဒါပေမဲ့ဘောလုံးမှာဘာမှမဆိုဖြစ်သွားနိုင်တဲ့ဘောလုံးဟာကမောက်ကမရလက်တွေကိုအမြဲတမ်းဖြစ်ထွန်းစေရတဲ့ရှိလို့ ဒီအားကစားနည်းကိုလူတွေစိတ်ဝင်စားတာလို့ပြောကြတဲ့စကားအတိုင်းမလေးရှားဘက်မှာလည်း0.1ဆိုတာမျိုးတော့ရှိတယ်ပေါ့လေအဲ့လိုယူဆရပါတယ်ကိုဘကတော့နိုင်မှု69.900ခိုင်နှုန်းသိကြတယ်လို့ယူဆမှုပါတယ်ဘုဆုဖွင့်မှာမြန်မာဖိလစ်ပိုင်ကနှုတ်ကိုရနိုင်ခဲ့တယ်မလေးရှားကတော့ဗီယက်နမ်ကို9ခုကိုမရှိနေရှုံးခဲ့တယ်ဒီတော့ဒီနေရာမှာတွေးစားစရာရှိလာတာကမြန်မာလက်ရွေးစင်လူတွေဘောလုံးအသင်းဟာမလေးရှားကို first line up ဒါတွေအားလုံးလူဆောင်ထုတ်ပြီးကြမလားဒါမှမဟုတ် first line တွေကိုအနာပေးပြီးတော့အရန်တွေထုတ်ပြီးကစားမလားဘလို့ပုံစံမျိုးနဲ့ပွဲကိုချင်းကြမလဲပေါ့လေဒါအရေးကြီးတယ်လို့ထင်မြင်စမိပါတယ်ဒီနေရာမှာ BNN ကမလေးရှားကိုခေါင်းကိုသွင်းတာတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာမနက် BNN ကစားမယ်မနက်ပြပွဲစဉ်မှာ BNN ကလည်းဖိလစ်ပိုင်ကိုနိုင်ခဲ့တယ်ဒါမှမဟုတ်တကူမဟုတ်ပဲနှစ်ကိုးတွေသုံးကိုးတွေဖြစ်သွားရင် BNN ကခုကစားချက်မှာအသာစီးရပါမယ်ခင်ဗျာ မြန်မာဘက်ကမလေးရှားကိုကိုးပြတ်သွင်းချင်တယ်ဆိုရင်ကိုးကွာခြားချက်မှာအသာစီးရအောင်လုပ်ချင်တယ်ဆိုရင် first line လူဆောင်ထုတ်ကံမှာဖြစ်လိမ့်မယ်ပြီးတော့ဗီယက်နမ်ထိုင်းက hat trick တွေသွင်းထားတဲ့ကစားသမားရှိတယ်ပေါ့လေဒီလိုသူတို့ကကိုးအများဆုံးသွင်းတဲ့ကစားသမားစုပါရကျင်နေတဲ့သဘောရှိတယ်ကိုမြန်မာတွေမှာလည်းဝင်းသိကီထုံးကိုးလက်ရှိတယ်ခင်ဗျဒီတော့ဝင်းသိကီထုံးကိုကိုးရရအောင်အဲ့လိုကိုးအများဆုံးသွင်းသူစုကိုရည်ရွယ်လို့ရအောင်ဆိုပြီးတော့ လူဆောင်ထုတ်ပြီးတော့မလေးရှားကိုကစားမယ်ဆိုရင်မြန်မာကစားသမားတွေအတွက်ထူးရှိတာကပွဲပန်းမှုတန်ဒီကျိုးဆက်ဖြစ်လာနိုင်ပါတယ်ခင်ဗျာဘီအန်အန်ရဲ့ပွဲစဉ်မှာမြန်မာလူပြည်စင်မျိုးစုံဘောလုံးသင်းဟာကိုးကွာကြကြရာအသာစီးရနိုင်မယ်ဆိုရင်တေးကန်တာနဲ့အုပ်စုပို့ရမယ်ဒီလိုဆိုရင်ဘလို့ခွင့်လန်းရှိတယ်လဲစွိဖိုင်နယ်မှာအရှင်ထိုင်းကိုရှောင်းလို့ရပါမယ်တစ်ဖက်ကအုပ်စုဒုတိယနဲ့စွိဖိုင်နယ်ကံပြီးတော့ဖိုင်နယ်တက်ဖို့လမ်းပွင့်သွားအောင်ခင်ဗျအဲ့ဒါကတော့ BNN ကိုအသာယူပြီးတော့ကိုကအုပ်စုဖို့ဖြစ်ခဲ့ရင်ပေါ့လေတောင်းခွင်နဲ့ကိုကစားချက်မှာအသာမရဘူးဆိုရင်အုပ်စုနောက်ဆုံးပွဲစဉ်မှာမြန်မာ BNN ကိုအနိုင်ကစားရဖို့ဖိအားတစ်ခုဝင်သွားပါလိမ့်မယ်အနိုင်မကစားနိုင်ကြလို့ကိုကအုပ်စုဒုတိယဖြစ်သွားတယ်ဆိုရင်စမီဖိုင်နဲ့အာရှန်ထိုင်းနဲ့ကစားမှာဖြစ်လို့ပွဲချက်ပါပြီခင်ဗျထိုင်းကလည်းပြီးခဲ့တဲ့2023စီဂိမ်းစမီဖိုင်နဲ့မှာမြန်မာလေဆင်ပြည်ပေါ်တော်တင်ကို ဒါမှမဟုတ်လည်းစဉ်အမျိုးသမီးအသင်ဘက်ကနောက်ကျသွင်းဖို့ရင်အရှုံးပေးခဲ့ရတာဆိုတော့ရှုံးရွေးပြန်ဆက်ရှင်တာရှိနေပါတယ်အဲ့လိုမကြည်တဲ့ဇာလန်တွေရှိပြီးတော့အင်ရှင်ထိုင်းနဲ့ကစားရတာကိုယ့်အတွက်ဆွင်းဖိုင်နယ်မှာဖီယာတာများဖို့ရှိတယ်ပေါ့လေဒီတော့မနက်ဖြန်မှရှင်မြန်ကစားမဲ့မလေးရှားနဲ့ပွဲစဉ်မှာဘလို့အခင်းချင်းတို့ကိုအသုံးပြုတင်တယ်လဲဆိုတာမြမလေးရေးစီမှုမိတဲ့ဆုံးဖြတ်တဲ့အဓိကချက်ဖြစ်နေပါတယ်အရန်ကစားသမားကြီးထုတ်ပြီးတော့ကစားမလား first line လူဆုံးထုတ်ပြီးကစားမလားဒါအောင်ပဲနဲ့ပထမပိုင်းမှာအရန်နဲ့ first line တချို့တွဲထားတယ်ဒုတိယပိုင်းကိုဘကလိုချင်တဲ့ရလိုက်ရပြီးရင် first line တွေထုတ်အရန်ကစားသမားကြီးထည့်ပြီးတော့ပွဲထိန်သွားမလားဒါအောင်ပဲနဲ့မလေးရှားကိုနိုင်ရင်ပြီးပြီးအုပ်စုနောက်ဆုံးပွဲစဉ်မှာ BNN ကိုလည်းအနိုင်ရလို့စိတ်နဲ့ပဲကစားမယ်အနိုင်ရအောင်အဓိကကစားသမားအစုံလင်ကိုအဲ့ပွဲရောက်မှာထုတ်သုံးမယ်မလေးရှားကိုတော့ဘလို့နိုင်နိုင် နိုင်ရင်ပြီးပြီဆိုတဲ့ပွဲမျိုးနဲ့အရန်နေထုတ်သုံးပြီးတော့ first lap တွေကို DNA နဲ့ပွဲအတွက်ရှန်ထားမျိုးလုပ်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြစရာကောင်းနေပါတယ်ခင်ဗျဒီတော့မြန်မာလေရေးစင်ဘောလုံးဘောလုံးသင်းဟာမနက်ဖြန်ပွဲစဉ်ကိုဘလို့အခင်းချင်းနဲ့ပွဲထွက်ရင်အသင့်တော်ဆုံးဖြစ်လိမ့်မလဲဆိုတာပြည်သက်တွေကလည်းအချမ်းမြစ်စကားလေးတွေပြောပြစေချင်ပါတယ်ခင်ဗျကြည့်ရှုပါပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျ